ရှေးဥစွာတရင်တွေသားသမီးမိတ်ဆွေများဒီလိုကိမျိုးမှာမတင်မကြမရည်မရဖြစ်နေတဲ့ကိစ္စတွေကိုပြက်ပြက်သားသားပိုင်မနေနိုင်ဆုံးဖြတ်တင်ပါတယ်အိမ်အဟောင်းနဲ့တက်လုပ်ငန်းအဟောင်းနဲ့တက်တာဝန်အဟောင်းနဲ့တက်အစည်းအဝေးအဟောင်းနဲ့တက်အဲ့ဒါလိုမျိုးနှမျိုးနှစ်ခွာတွေရှင်းလာခဲ့ရင်အိမ်တက်လုပ်ငန်းတက်နေရာတက်အစည်းအဝေးတက်လုပ်ငန်းတက်တွေကိုဦးစားပေးပြီးတော့ဆုံးဖြတ်တင်ပါတယ်ခရီးသွားလာရေးတွေပို့ဆောင်ရေးအဝေးပြပါနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေကောင်းတယ် လူပဲခကြီးသွားသွားဂုံပစ္စည်းတွေကိုဆောင်ရွက်ပဲဖြစ်ဖြစ်အဲ့ဒါမျိုးတွေဦးစားပေးပြီးတော့ပြုလုပ်တဲ့ game မျိုးဖြစ်ပါတယ်။အိမ်အဆောက်အုံနေရာထိုင်ခင်းအဆောက်အုံနဲ့ပတ်သက်တာတွေအလုပ်နေရာအိမ်နေရာနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေစူးစမ်းမလားကောင်းတယ်။လူကြီးမိဘဆရာသမားတွေစီမှာတွားရောက်တွေ့ဆုံအခုညတောင်းတဲ့ကိစ္စမျိုးတွေကောင်းတယ်။နောက်အဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကြိုင်မဲ့ကိစ္စမျိုးတွေကောင်းတယ်။အိမ်ဆောက်ပစ္စည်းတို့ဆောက်လုပ်ရေးတို့အုပ်တို့ဥတို့အင်းတို့အေးတို့အုပ်တို့အဲ့ဒါလိုလုပ်ငန်းမျိုးတွေပို့ပြီးတော့အကျိုးထူထောင်တဲ့ game မျိုးဖြစ်ပါတယ်။ အခါတိုင်းအခြေအနေတွေတဲ့ပြန်ရွယ်အနောက်ရှက်လေးတွေမိအပူလေးအစစ်တခုဆိုတဲ့လေးပို့တော့တရိပ်ထားပါလိမ့်မယ်။ဒါကြောင့်တတိကြီးကြီးတတိကောင်းကောင်းနဲ့ကြိုးစားပဲဂိမ်းမျိုးဖြစ်ပါတယ်။လူတရရဲ့ဘဝမှာတိတ်ဆုံးတက်သွားလဲဒီဂိမ်းအောက်ဆုံးပြုတ်ကြရလဲဒီဂိမ်း။အဲတော့ကိုယ့်ဘက်ကပြီးပြီးပြင်းပြင်းပိုင်ပန်နေနိုင်လောက်နိုင်တဲ့ကိစ္စတွေ့မှအောင်မြင်မှုကြီးမှပါလိမ့်မယ်။အဲမဆိုးမပိုလေးသွားလို့ရလေပဲအစမပြေအဆုံးရှုံးအနစ်တာများရတယ်ဆိုတာလေးတတိပြုပါ။ကဲဒါကြောင့်လုံကြီးတော်တော်နေနေဝက်ပြီးတော့ ကြိုးစားကြပါစို့လို့ဒါဒီလိုကိမျိုးမှာတနင်္လာရသားသမီးတွေကံရဲ့အပအမှုရရှိစေဖို့ဆိုရင်အနီရောင်လို့ကြက်သွေးရောင်လို့များများပါတဲ့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စေလုံးသေးပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်အာလူလေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးတော့ဆူတော့မှာခက်တယ်အာလူလေးတစ်လုံးနဲ့အဲအာလူကြီးကြီးသေးသေးတော့ရောင်ရည်သားမှန်တယ်ဗျအလုပ်လုပ်နေတဲ့ပစ္စည်းမှန်တယ်ဗျအဲအာလူလေးနဲ့တို့ခောက်ပြီးဆူတော့မယ် ဒီတလာတာအတွင်းမှာကို့အတွက်ကံကောင်းလက်ရွှေစီမဲ့နံပါတ်ဒီကနန်းတွေအာအိနံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်ငယ်နံပါတ်တွေရွေးမယ်အယောင်းမဲ့ဈေးစကားတွေတတ်မှတ်မယ်နေ့ရက်တွေနာရီတွေနော်ရွေးမယ်တတ်မှတ်မယ်ဆိုရင်၃ကနန်း၆ကနန်းတွေဟာကို့အတွက်ကံကောင်းစီပါလိမ့်မယ်ခင်ဗျာကဲဒီတလာတာမှာအရေးကိစ္စကြီးကြီးမားမားရှိတဲ့နေမျိုးကြရင်ကံရဲ့အပမှုရရှိစေဖို့ဆိုရင်တော့ဆံကလေးဆယ်ပုံပုံပြီးတော့ဇာလိနှုတ်စီတပူလောက်သုံးမလို့နှုတ်စီဘူးဘူးတော်လောက်သုံးမလို့ဆံလေးလက်ဆုပ်လောက်ကိုပေါ့ဗျာ နော်အရေးအတွက်ကတော့အပုံ7ပုံဖြစ်အောင်ပေါ်ရမယ်အရေးအတွက်7ပုံပုံပြီးတော့အဲကိုလာပါဝင်ကြမှာလာတဲ့ခြင်းငှက်တိရစ္ဆာန်လေးကိုဒါနာပြုရင်းနဲ့ဆုတောင်းမှုဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒါအရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့နေ့မှာအဲ့ဒါလေးဆောင်ရွက်ပြီးတော့အောင်တက်ကလေးရရှိကြပါစေမိတ်ဆွေအားလုံးလည်းကံညာဝရိယ3ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူလည်းကြပါစေခင်ဗျာတနေ့လာသားသမီးမိတ်ဆွေများအတွက်ဖြစ်ပါတယ်ခင်ဗျာဒီလိုကိန်းုံဟောတာတဝက်တစ်ပိုင်းတော့စိတ်သက်သာရရပါတယ် ကံအဆိုးကနေအကောင်ကိုကူးနေတဲ့ကာလာလုံးလုံးကြီးဆိုးတာကြောက်ခမန်းလေးလေးအခြေအနေမျိုးလည်းမရှိဘူးတအားကြီးလည်းမကောင်းသေးဘူးအဲ့တော့ဒီချိန်လေးကစကူးမကူးဆိုတော့ကြားကလာလေးကောင်းပါလေလို့ဆိုးပါလေလို့ကောင်းတကားဆိုးတလက်မတင်မကြမရေများလေးတွေများလာတဲ့လူကလည်းပဲဒါလုံမဲ့မလုံတော့ဘူးဟိုသွားမလို့မသွားတော့ဘူးဒီမှာဆက်နေမဲ့မနေတော့ဘူးမတင်မကြမရေများလေးမြင်ရလေတတ်တယ်အိမ်ကထွက်သွားခြင်းတို့လို့အလုတ်ကနေထွက်ခြင်းတို့လို့အင်းပုံကြီးပဲသွားပွဲခြင်းတို့လို့သီလရှင်ပဲသွားပွဲခြင်းတို့လို့ဖြစ်နေတတ်တယ် ကိုယ်တိုင်တောင်မတင်မကြမရေမရသေးဆိုတော့ဆွေမျိုးမိတ်ဆွေလို့ဖို့ကံမတရားလဲအမလီသူစကားနှစ်နဲ့စားမနေ့ကပြောတော့တမျိုးကုတမျိုးပါလားဆိုတာမျိုးတွေဖြစ်နေတတ်တယ်အဲ့တော့ဒီဂိမ်းမျိုးမှာခေါင်းအေးပါစိတ်အေးပါအလွန်အရေးကြီးတဲ့ကိစ္စတွေဆိုလဲညှိနှိုင်းတိုင်းတိုင်းမင်းမင်းစူးစမ်းတင်နေစိတ်နဲ့ကိုယ်နဲ့မကတ်တည်ဖြစ်ပြီးတော့ငွေမှပစ္စည်းမှအယောက်မှဂရီပေးမှအဆုံးဖြတ်မှလေးတွေတတိပြုပါအဲငွေတွေပစ္စည်းတွေအလေလွဲ့အကြပေါက်တွေညီရနေတတ်တယ်ကျိတ်မဲ့ပြီးတော့လဲငွေမစုတဲ့မှုစုခဲ့ရင်လဲအဲ့ဒီငွေကကျမ်းဖာမိအလဟသတွေဖြစ်ကုန်တယ်လို့ ဒါကြောင့်လက်ထက်မှာငွေလေးများလာရင်တော့ဗိုလ်ရံပစ္စည်းတွေဘာတွေဝယ်ပလိုက်တာတို့ရင်းနှီးမြှုပ်နှံတဲ့ထဲကိုထည့်တာတို့စသဖြင့်ပြလို့တဲ့နဲ့ဒီကာလမျိုးမှာလုပ်ငန်းအစ်စ်ထူထောင်တာအစ်စ်စတာတိုးချဲ့တာအဲ့ဒါတွေကတော့အင်းနဲ့အားနဲ့လုပ်တဲ့နဲ့ကျွေးပါတင်တင်မစေမဆန်နေပါလိချီငါဆွဲယုံပြီးတော့လုပ်ငန်းထူထောင်တိုးချဲ့တာမျိုးအဲကုန်ပစ္စည်းတိုးထောင်တာမျိုးစသဖြင့်ပြလို့တဲ့မှာလေအိမ်ကိစ္စဆိုင်ကိစ္စအဆောက်အဦကိစ္စစားတော့ကုန်စားတော့ဆိုင်ဆန်စီစေးစား ဲတလို့လုပ်ငန်းမျိုးတွေပို့ပြီးတော့အပြုစူးစမ်းတင်ကြအောင်ပါခင်ဗျာကဲဒီလိုကိမျိုးမှာတင်းလာသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်ကဲအရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိတဲ့နေမျိုးကြရင်နီညိုရောင်တို့ခရမ်းရောင်တို့မယမ်းရောင်တို့များများပါသောအဝင်စားသုံးဆောင်တွေကိုအပြုပြီးတော့ဝယ်ဆောင်လုပ်ကြပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေထုတ်တဲ့အောင်ဆိုရင်စားထုတ်လေးတို့ကဲစားလေးလက်တစ်ဆုပ်လောက်ကိုလက်ကైမော်လိုဟာလေးနဲ့ထုတ်ပြီးတော့အဲ့ဒီစားထုတ်လေးနဲ့ရောင်ရင်းတဲ့ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုတို့ပြီးထုတ်ပြီးဆိုတော့မှာ ဒီကာလမျိုးမှာကိုယ့်အတွက်ကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကတန်းတွေဟာအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်ကနံပါတ်တွေရွေးမယ်အယောင်းဝယ်ဈေးစကားတတ်မှတ်မယ်အချိန်ချက်လုပ်ဖို့ဘယ်နေ့ဘယ်နာရီလဲဆိုလို့ရှိရင်ဘဲကလာသားသမီးများကတစ်ကနန်းလေးကနန်းနေရာကိုယ့်အတွက်ကံကောင်းစေပါလိမ့်မယ်ဗျာကဲဒီကာလအတွင်းမှာလုပ်ငန်းကိစ္စအကြီးကြီးမားမားရှိတဲ့နေမျိုးမှာကိုယ့်လုပ်ငန်းတွေအောင်မြင်အောင်နောက်ရက်တွေကင်းအောင်ဆိုရင်ဆန်လေးလက်တစ်ချုပ်လောက်တော့မလို့ဆန်လေးနှုတ်စီတစ်ခုလောက်ကိုအပုံအရေအတွက်ခုနှစ်ပုံဖြစ်အောင်ပုံပါ ဆန်ခွနပုံပုံမယ်အဲ့ဒါကျင်းကတရိတ်ဆန်လေးလာတဲ့နေရာလေးမှာအပုံလေးခွနပုံနော်ဒီဟိုနဲ့နဲ့များများအရင်တော့ကတော့ခွနပုံပုံရမယ်အဲ့ဒါပုံပြီးတော့ဒါနပြုကျွေးမွေးပြီးတော့ဘယ်ကိစ္စပဲလုံးကဘယ်လိုအောင်မြင်မှာတည်ဆူတော့မှုဖြစ်ပါတယ်ခင်ဗျာကဲမိတ်ဆွေများကံညာဝရိယ၃ချက်လုံးအကောင်းအောင်ကြိုးပမ်းတော့မူနိုင်ကြပါစေအင်္ဂါသာသမီမိတ်ဆွေများအတွက်ဖြစ်ပါတယ်ကဲဒီလိုကိုယုံခေါ်ရတာတော်တော်ဝမ်းသာစိတ်ချမ်းသာမိပါတယ်မရတော့အောင်မိတဲ့ငွေတွေပစ္စည်းတွေပြောင်းလဲရတဲ့ ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလို့ဖို့ကမတိနဲ့ပြန်လဲဆုံးစီရတဲ့တည်းအကြောင်းကြောင့်ခက်ခဲထင်ကိုကြံ့ကြာနေသောပိတ်ဆို့ရက်တံသွားသောလုပ်ငန်းဟောင်းကြီးတွေဟောင်းအဆီဇင်ဟောင်းတွေပြန်ပြီးတော့အောင်မြင်တတ်ပါတယ်အဲ့တော့မကြေခွဲတွေပြန်နှွေးရတဲ့ဂိမ်းမျိုးပေါ့နော်ရရရှိတာတွေရဖို့ရက်နေတာတွေပြန်အောင်မြင်ဖို့အကျိုးသားမဲ့ဂိမ်းဖြစ်တယ်ကောင်းတဲ့အဟောင်းတွေပြန်ဖြစ်တတ်တယ်လို့ပြဿနာဟောင်းယောဂါဟောင်းတော်လေးလည်းနေနေတော့ယူဆိုင်ပါ။နောက်ကိုတိုးတက်အောင်မြင်တဲ့အပေါ်မှာငွေတွေရွှင်၊ရွှေတွေဝင် လုပ်ငန်းဆောင်တာတွေအောင်မြင်အဲ့ဒီအပေါ်မှာမနာလိုအပြိုင်ဆိုင်လေးတော့ပေါ်လာတတ်တယ်။သို့တော်လည်းပဲကိုကံကောင်းခြင်းဖြစ်ပါတော့ကြောင့်ကဲလုံကြီးသားတို့တို့နည်းနည်းဝင်ပြီးတော့ကြိုးစားပေးတော့တိုက်တွန်းမကိဘူးဖြစ်ပါတယ်ဗျ။အဲ့တော့မနာလိုအတူထောင်းအမှုပကြာညဒါလေးတော့နည်းနည်းလေးကြိုးဆိုင်ပါသို့တော်ဆိုရင်ကြတော့မရှိပါဘူး။ဒီလိုကိမျိုးမှာကိုသားသမီးအောက်လက်ငယ်သားမောင်နှမဒီပြည်ဒီပါနေနဲ့ပတ်သက်တဲ့ရွေးချယ်တွေအောင်မြင်တတ်တယ်။ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ဝန်သားစရာအခြေအနေခွဲလမ်းကောင်းတွေပေါ်ပေါက်တတ်တယ်။ မိမိဥဆောင်ပတ်သက်ပြီးတော့အလှူမင်္ဂလာပွဲလမ်းတပင်များလည်းပြုလုပ်ရတတ်ပါတယ်။ကိုယ့်ကိုမုန်းလှပါတယ်ဆိုတဲ့သူတွေကပြန်ပြီးကြုံပြလာမယ်ကိ။အမလီမခေါ်ခြင်းမပြောခြင်းမခေါ်နိုင် မပြောနိုင်ဖြစ်တဲ့လူတွေကအမလီလာပါအောင်စားပါအောင်တောက်ပါအောင်ဆိုလို့ဖြစ်သွားမယ်ကိ။အဲ့တော့ကံပွင့်လက်ပွင့်မျက်နှာလည်းအပွင့်လံကုန်မှာတရိထားပါသိထားပါလို့ပြောရမယ်ကိမျိုးဖြစ်ပါလေဗျနော်ကဲအဲ့တော့ဒီလိုကိမျိုးမှာအင်္ဂါသားသမီးတွေအရေးကြီးတဲ့စာချုပ်စာတမ်းစင်စရာကိစ္စများတော့သတိထားပါ ီတလာတာတွေမှာကံရဲ့အပါမို့ရဖို့ဆိုရင်အစိမ်းရောင်မိခိုးရောင်များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝစ်စံသုံးသေးပါမိမိတွေရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေထုတ်တက်အောင်ဆိုရင်ကျက်တုံဦးလေးတက်ဦးချူဖြူနေနေကျက်တုံဦးလေးတက်ဦးနဲ့တို့ပြီးခောက်ပြီးတော့ဆိုတော့မှဒီတလာတာကိုအတွက်ကံကောင်းလိုက်ရွှင်စေမယ့်နံပါတ်ဒီကနန်းတွေဆိုကြပါစို့ဟာအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဒီဆိုင်ငယ်နံပါတ်တွေရွေးမယ်ဘယ်နံပါတ်ရွေးရမလဲအယောင်မလုပ်ဘူးဈေးစကားတတ်မှတ်မယ် အချင်းချက်လို့ဖို့နိုင်ရီနေရက်တွေရွေးမယ်ဆိုရင်အင်္ဂါသားသမီးများအတွက်တစ်ကနန်းခွန်ကနန်းနေကံကောင်းသောကာလဖြစ်ပါတယ်ခင်ဗျာကဲဒီလိုလာမျိုးမှာအင်္ဂါသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့ရက်မျိုးတွေမှာဆံလေးလက်တစ်စုံလောက်သုံးမို့လဲဆံလေးနှုတ်စီတစ်ခုလောက်ကိုအပုံအရေးအတွက်ကိုးပုံဆံအပုံလေးကိုးပုံပုံပြီးတော့ကျင်းတဲ့တိရစ္ဆာန်လေးတွေကိုဒါနာပြုပါခုနပါဝင်ခြင်းဆံအရေးအတွက်ကိုးပုံဖြစ်အောင်ပုံပါမယ် နဲ့နဲ့များများအကြီးတော့ကိုးပုံပေါ့နော်အဲ့ဒါပုံမီချင်းကတိရစ္ဆာန်များကိုကျွေးရင်အခုပြုလုပ်မဲ့ဘယ်ကိစ္စဘယ်လုပ်ငန်းနေဘယ်လိုဘယ်လိုအောက်မြင်ပါစေနောက်ကျတဲ့ရှင်ပါစေစတဲ့ပြန်ဆူတောင်းဖို့ဖြစ်ပါလေခင်ဗျာကဲအင်္ဂါသားသမီးများလည်းပဲဒီကုသိုလ်လေးပြုပြီးတော့ကံပွင့်ကံမြင်ကြပါစေကျွန်တော်မိတ်ဆွေအားလုံးကံညာဝရိယ၃ချက်လုံးအကောင်းအောင်ကျုပ်ပါတော်မူနေကြပါသည်ခင်ဗျာ2025ခုဧပြီလတလတာရွှေစကားငွေစကားကျေဗုဒ္ဓသာသမီမိတ်ဆွေများအတွက်ဖြစ်ပါလေခင်ဗျာ ီလိုဂိမ်းမျိုးကိုဟောတာတော်တော်လေးကိုစိတ်ချမ်းသာမိပါတယ်။ကန်ထူးတဲ့အချိန်ကန်ထူးတဲ့အချိန်ကြောင်သားစကားနဲ့ပြောရမယ်ဆိုရင်တော့အောက်မှတ်မြတာမကဂုံလူထွက်အောင်ကောင်းတဲ့အချိန်။အခုချိန်မှာအိတ်ချင်းအိတ်နေပြီစိတ်။အိတ်နေအောင်တော့စကားဖြစ်ပြောတော့တကယ်လည်းအိတ်နေနေအောင်ပင်စရာပြောတိုင်းဟာချက်တော့ဆိုပြီးတော့မချမ်းသာဘူးမအောင်မြင်ဘူး။ဟိုအရင်အရင်ကကိုစူးစားအားထုတ်ခဲ့သမျှရဲ့အတိအပွင့်ခံစားရတဲ့ခြင်းဖြစ်ပါလေ။ဟိုအရင်ကဖြေထားတဲ့စာမေးပွဲအခုထအောင်။ဟိုအရင်ကရှောက်ထားတဲ့အလုပ်အခုရပြီ အမလီယာရုလီတိုးဖို့ပြောထားတာထက်လို့ကြီးကိုမေ့တောင်းနေပြီဟာအခုယာရုတိုးပြီတဲ့ဟိလာလာ တိုးပြီတဲ့ဟိစသဖြင့်အရင်အရင်တုန်းကစူးစမ်းအားထုတ်ခဲ့သမျှရဲ့အသည့်အပွဲခံစားရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်ဗျာကဲပြောစရာကြီးအဲ့တော့ဒီပေါက်တလို့မဲပေါက်တလို့စူးရတလို့ယာရုတိုးတလို့အမွေရတလို့ကန်ထုမဲ့ဂိမ်းဖြစ်ပါတယ်ပြည်တွင်းပြည်ပခရီးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအောင်မြင်တတ်တယ်အလူမင်္ဂလာပေါ်လာတဲ့အစီအစဉ်တွေပေါ်ပေါက်လာတတ်တယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီကောင်း အကြဉာဏ်ကောင်းအပံ့ဖို့ကောင်းတွေရတတ်တယ်။ပညာရေးပညာရဆိုင်ရာကိစ္စတွေမြေကိစ္စဖုံးကိစ္စအမွေကိစ္စပြည်ပေါ်ကပဲပြောင်းပန်ပရိမကြီးဘဘူးအသာတော်မှုပဲတည်းစရာထုတ်လို့ဖြန့်ချီရောင်းချခြင်းအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်မယ်ကိဖြစ်ပါတယ်။ကောင်းတာဖြစ်ဖြစ်ဆိုတာဖြစ်ဖြစ်နှစ်ကြိမ်နှစ်ခါနှစ်မျိုးနဲ့စက်လဲကြုံရတတ်တယ်။ငွေအများကြီးခလုတ်တိုင်းလဲလဲနှစ်ကြိမ်အဲ့လိုတော့ဖြစ်တတ်တယ်။ကိုကံတအားကောင်းပြီးတော့ဆွေမျိုးရင်းမိတ်ဆွေရင်းတို့တော့ပူပင်တော့ကလေးတွေ မြတ်တာဒါလေးပြတိပြရမယ့်ဂိမ်းမျိုးဖြစ်ပါတယ်ဗျာနော်အဲ့တော့ဒီလိုဂိမ်းမျိုးမှာဘုံလူသားသမီးတွေကံရင်အပမိုးရဖို့ဆိုရင်လုပ်ငန်းကိစ္စအရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးကြရဲ့နီညိုရောင်တို့ကြက်သွေးရောင်တို့မယမ်းရောင်တို့များများပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစေပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဆန်အထုပ်လေးတစ်ထုပ်နဲ့တုတ်ပြီးထုတ်ပြီးဆူတော့မှာဗျဆန်လေးလက်တစ်ထုပ်လောက်ကိုလက်ကင်မလိုဟာလေးနဲ့ထည့်ပြီးတော့အဲ့ဒီဆန်တလေးနဲ့တုတ်ပြီးထုတ်ပြီးဆူတော့မှာ ဒီနေ့ဟောနော်ဒီလိုကိမျိုးမှာကိုယ့်အတွက်ကံကောင်းလှချွေသေးမယ်နံပါတ်၄ကနားလေးဒါအယောင်းပဲလုပ်ဖို့ဈေးစကားတတ်မှတ်မယ်음အချင်းချက်လုပ်ဖို့ဘယ်နေ့ဘယ်နိုင်ရွေးမလဲနော်အိမ်ချမ်းမြေနံပါတ်အားကားနံပါတ်ဆိုင်ကနံပါတ်တွေရွေးမယ်ဆိုရင်6ကနန်း9ကနန်းတွေကံကောင်းသောကာလဖြစ်ပါတယ်ကဲဒီလိုကိမျိုးမှာဗုဒ္ဓသာသမီတွေကံကောင်းစရာရှိတာတွေပိုကောင်းညံ့ခတ်တွေရောပါပြပြောင်းကံရပါမှုရဖို့ဆိုလုပ်ငန်းဆောင်တာအရေးကြီးကိစ္စရှိတဲ့အနေမျိုးကြရင် ဆရာလေးလက်တစုပ်တော့တော့မဟုတ်ဆရာလေးနှုတ်စီတဘူးတော့ကိုအပုံ၁၁ပုံပြအောင်ပုံမယ်အမြည်ကြီးပေါ်ကြမ်းပေါ်မှာစတဲ့ပြေပေါ့နော်ငက်လေးတွေကျင်းငက်လေးလာတဲ့နေရာမှာအပုံလေး၁၁ပုံပုံပြီးတော့ကျင်းငက်တဲ့ချာလေးတွေကိုဒါနာပြုပါအဲ့ဒါပြုရင်းနဲ့ကိုပြုလုံးမဲ့ဘယ်လုံးကဘယ်ကိစ္စဘယ်လိုအောင်မြင်ပါသည်စတဲ့ဖြစ်ဆူတော့ဖို့ဖြစ်ပါတယ်ခင်ဗျာကဲဘောလုံးသားသမီးများအဲ့ဒီရေရလေးနဲ့အောင်တာလေးတွေရရှိကြပါစေမိတ်ဆွေ အားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကျူပါတော်မူလေကြပါသည်ခင်ဗျာ 2025ခုဧပြီလအတွက်ကျာလာဝိသမီမိတ်ဆွေများအတွက်ဟောကြားချက်လေးဖြစ်ပါတယ်ခင်ဗျာဒီလိုကိန်းကိုဟောတာတော်တော်လေးအားရှိမိပါတယ်အားတက်မိပါတယ်ကံကောင်းတဲ့အလှည့်ကိုရောက်နေတာကံတကားတွေကခုရှိမှာပွင့်ရင်ပွင့်ရင်ခုအားလေးနည်းနည်းလေးစိုက်ပြီးကြိုးစားလိုက်တာနဲ့အဲ့ဒီကားတွေပွင့်သွားတော့မှအချိန်ဖြစ်ပါတယ်ကဲအဲ့တော့ကံကတော့မျက်နှာသာပေးပြီးအလှည့်ပေးပြီးပြုခုဘက်ကဇွဲလူလုံလဝရိယအားငွေအားလူအားအကြံညာအားစိုက်ထုတ်ပြီးတော့ကြိုးစားဖို့ပါပဲ င်တော့ပင်မမယ်ပျော်စရာကြီးမောတော့မောတာပေါ့ပျော်စရာကြီးဆိုတဲ့ကိတ်ကဲအားလေးစိုက်ပြီးအစွမ်းလေးပြလိုက်ကြပါစို့အဲ့တော့လက်ရှိလုပ်ငန်းတွေကိုတိုးမလားချဲ့မလားအရှိန်မြင့်မလားနောက်ထပ်လုပ်ငန်းတစ်အစီအစဉ်တစ်တွေစမလားဈေးကွက်တွေတိုးမလားချဲ့မလားခကြီးလက်လက်သွားလာတဲ့အလုပ်တွေအဝေးပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့လုပ်ငန်းတွေအလုံးအလုံးကောင်းပါလေကိုစီကိုလည်းတရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တယ်အတိအနှံတို့ရေတွက်ကုန်းတို့တည်တန်းတို့တည် တစ်ပင်နဲ့ပတ်သက်တာဟင်းဒီဟင်းရွက်တစ်တီဝလံရေတွက်ကုံရေချောင်းခကြီးနဲ့ပတ်သက်တာမျိုးတွေပို့ပြီးတော့အကျုပ်ထူအောင်မြင်လိမ့်မယ်ခက်ခဲထင့်ငော့ကြံ့ကြာနေတဲ့မတင်မချမရေမရာဖြစ်နေတဲ့ကိစ္စတွေကိုပိုင်ပိုင်နိုင်နိုင်ကြိုးစားပြီးတော့အောင်ပွဲခံနေတော့ဂိမ်းမျိုးဖြစ်ပါတယ်ခင်ဗျအဲ့တော့အိနီချင်းတို့ဘေးပါဝင်ချင်းတို့လုပ်ငန်းပြိုင်ဆိုင်ပြိုင်တို့ကြောင့်စိတ်တော်ရှင်လေးဖြစ်ရတဲ့တို့တတိပြုပါ မိသားစုအတွင်းလုပ်ငန်းခွင်အတွင်းမှာလည်းအထက်လူကြီးကြီးခဲ့သူတွေနဲ့နည်းနည်းလေးအဆင်မပြေလေးညီယူဆိုင်ပါကဲဒီလိုကဲပြုံးမှာဂျာပေးသားမိတွေကိုင်းအပါမိုးရဖို့ဆိုရင်ဖတ်ဖူးရောင်အပြာရောင်ကိုများများပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးဝတ်ဆင်သုံးဆွဲပါခင်ဗျအရေးကြီးတဲ့ကိစ္စရှိတဲ့နေ့ဒီမှာဟောမိမိတွေရဲ့ရောင်ကုန်ပစ္စည်းတွေရောင်ကတက်အောင်လုပ်ငန်းဆောင်တာတွေလုပ်တက်အောင်ဆိုရင်တံမြာသီးလေးလုပ်ကဲအချို့ရတဲ့တားတွေမှာတံမြာတိရှာလို့တံမြိုတိရောတဲ့ကဲရရရရိုးရိုးအဲ့ဒီတံမြာတိတံမြိုတိနဲ့ပြုတ်ပြီးခောက်ပြီးတော့စူတော့မှာ ီလအတွင်းမှာကို့အတွက်ကံကောင်းလိုက်ရွှင်စီမဲ့နံပါတ်တွေကဏ္ဍတွေဒါအိမ်နံပါတ်ခြံနံပါတ်ဆိုင်ကနံပါတ်ကားနံပါတ်ရွေးမယ်အယောင်းဝယ်ကိစ္စအတွက်ဈေးစကားသတ်မှတ်တာဘယ်လောက်သတ်မှတ်ရင်ကောက်မလဲအချိန်ချက်လုပ်ဖို့ဘယ်နေ့ဘယ်နာရီချိန်မလဲဆိုရင်တက်ကဏ္ဍခုံကဏ္ဍနေရာကို့အတွက်ကံကောင်းစီမဲ့ကဏ္ဍတွေဖြစ်ပါလေဗျာကဲဒီလိုကိမျိုးမှာဂျာတဝိသားမိတွေကံရအပါမို့ရဖို့ဆိုရင်တခုတခုလုပ်ငန်းဆောင်တာအရေးကြီးတဲ့ကိစ္စအကြီးငယ်ရှိတဲ့နေမျိုးကြာရင်အဲ့ဒီနေ့မှာဆန်လေးနှုတ်စီတယ်ဘူးလား ဇာလင်းတို့စီတူဘူးလားဒါမှမဟုတ်လည်းဆုတ်လောက်ပေါ့လေကိုယ်တိုင်နိုင်တယ်ပေါ့အဲ့ဒါကိုအပေါင်းကြီးအတွက်6ပုံပြအောင်ပုံပါကျင်းတဲ့တိရစ္ဆာန်လေးကိုဒါနာပြုမယ်အဲ့တော့မြေကြီးပေါ်ကျမ်းပေါ်အစီပြေတဲ့နေရာမှာချပြီးတော့ပုံလေး6ပုံတော့ပုံပါမယ်အရင်တော့6ပုံပြရမယ်ပေါ့နော်အဲ့ဒါပုံပြီးတော့ကျင်းတဲ့တိရစ္ဆာန်လေးကိုဒါနာပြုပြီးတော့ကုလုံးမဲ့ပဲကိစ္စပဲလုပ်ငန်းတွေအတွက်ဘယ်လိုလိုအောင်မြင်ပါသေးအဆင်ချောပါသေးစသဖြင့်ဆူတောင်းဖို့ဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒီဒါနာလေးပြုပြီးတော့ကြာပြီသားသမီးမိတ်ဆွေများအောင်တရရရှိကြပါသည် ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျောပါရမှုလည်းရပါသေးခင်ဗျာ2025ခုဧပြီလတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်။တောက်ကြသားသမီးမိတ်ဆွေများအတွက်ဖြစ်ပါတယ်ခင်ဗျာ။ကဲတောက်ကြသားသမီးများအတွက်ဒီလိုကိုနမိတ်ပါဟောကြောဟောပြောပေးရတာတော်တော်ကိုဝမ်းသာစိတ်ချမ်းသာမိပါတယ်။လူတယောက်ရဲ့ဘဝမှာကြီးကြီးမားမားထူးထူးခြားခြားအောင်မြင်မှုတွေရတယ်လို့အလုံးကတိအောင်ငွေကံဒီကောင်းတယ်လို့အလုံးနာမည်ကောင်းတဲ့ရင်တက်တယ်ယာလူတွေတက်သွားတယ်လို့ ဒါကိုပိုင်လုပ်ငန်းတွေဆိုလဲတိုးမယ်ချက်မယ်အေးအင်္ဂလားလေးကနေအပိုင်ဖြစ်သွားပြီကားအဆုတ်လေးကနေကားအကောင်သားဖြစ်သွားပြီဖုံးအဆုတ်လေးကိုင်ရနေဖုံးကောင်းသားကိုင်သွားရတယ်စသဖြင့်ဘဝအခြေအနေအစဉ်တန်းညင့်တဲ့သွားတယ်ရာထူးကုန်ချိန်ညင့်တဲ့သွားသွားတယ်ဝင်ငွေလာလာပါတွေတိုးပွားသွားတယ်ဆိုတာဒီလိုကိမျိုးမှလာပြီးဖြစ်တာအနေနဲ့လာလာကိုရွေမြုံမှန်းရတဲ့တံပိုးကြီးပစ္စည်းတွေဝယ်ယူစုဆောင်နိုင်တာမျိုးအိမ်ဆောင်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရွေချက်တွေကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရွေချက်အစီအစဉ်တွေအောင်မြင်တာမျိုးနိုင်ငံခြားနဲ့ပတ်သက်တဲ့အစီအစဉ်တွေအောင်မြင်တာမျိုး ဆိုတာဒီလိုကိမျိုးမှလာပြီးကြုံတာဖြစ်ပါတယ်။ကဲ။ကံကြမ္မာရွှေမိုးငွေမိုးကတော့ရွာပြီးတောက်ကြတာပြီးများခင်ဗျာ။ကိုဘက်ကအရာမကြိုးစားဖို့ပါပဲ။ဘယ်ရင်စီအပြောတိုင်းဟာချက်လောက်ဆိုပြီးတော့မဖြစ်ဘူးနော်။ကိုလုံရင်ဖြစ်မယ်လို့ပြောတာဖြစ်ပါတယ်ဗျာ။နော်။ဟိုကျွန်တော်ရှိမှမကြောက်တုံးတုံးရှိတယ်။အဲကြောက်တုံးကျွန်တော်အဲ့ဒါတွေဟောမဖြစ်ပါဘူး။ဘာလို့သူကကြောက်တုံးကိုနော်။အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းကြောက်တုံးမဖြစ်ပါစေနဲ့။ကြောက်တုံးမဟုတ်ဘဲနဲ့ကြိုးစားနေရင်တော့အဲ့ဒီအခြေအနေတွေပေါ်ပေါက်လာပါလိမ့်မယ်လို့နော်။ကဲအဲ့တော့ဒီလိုကိမျိုးမှာငွေကြီးတဲ့ပတ်သက်တဲ့ကိစ္စတွေလွန်ကောင်းတယ် အကျွေးသွားတောင်းကျင်တာအကျွေးဆက်ကျင်တာလက်ဆံသွားကြည့်ကျင်တာဝင်ဝင်လာတာတို့ကိုကြိုးစားတာအပအောင်တဲ့အခြေခံကိစ္စတွေတံမိုးကြီးပစ္စည်းဝယ်ခြင်းရောင်းခြင်းကိစ္စတွေအလုံးကောင်းတဲ့ကားတို့ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ကြက်ငါကြံကုန်ရုပ်ကြက်သုံးအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်တယ်ကို့မှာအဆင်ပြေတဲ့အတွက်ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေတောင်ကောင်းသောကုညီထောက်ပံ့နိုင်ခြင်းမျိုးတွေပြုလုပ်နိုင်ရတာပါလေကဲဘသူကျောင်းစီလေးကတာဝန်ယူလိုက်မယ်ဘသူက ပညာရေးစိတ်ထောက်ပံ့ပေးမယ်နိုင်ငံခြားကိစ္စတာဝန်ယူပေးမယ်ဘယ်သူအရင်လေးထုတ်ပေးမယ်အဲ့ဒါလိုကူညီထောက်ပံ့နိုင်မယ့်အချိန်ရောက်ပါပြီလို့အဲဒီကိစ္စမျိုးမှာအထက်လူကြီးနဲ့အောက်လက်ငယ်သားကြားကက်လန်ကက်လန်ညက်တက်တာလေးတတိပြုသာသမီအောက်လက်ငယ်သားကိုအိမ်ဝဲဒရိဆန်ခွေးကြောင်ကျန်ခဲ့ကိစ္စနည်းနည်းလေးတော့ကူဆိုင်ရလိမ့်မယ်နော်ကဲဒီလိုကိစ္စမျိုးမှာတောက်ကြသာသမီတွေကံရအပမိုးရဖို့ဆိုရင်အများရမဟုတ်တော့မှအလုံးအရေးကြီးတဲ့ကိစ္စကြီးကြီးမှရှိတဲ့နေမျိုးတွေကြရလေအဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များများပါတော့ အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်လုံးခဲ့ပါမိမိတွေရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင် coffee mint အထုပ်လေးတစ်ထုပ်ကဲနေရာတကာမှာပေါ်ပါပါနော် coffee mint ပါရစိတ်ပဲဖြစ်ဖြစ် coffee mint အထုပ်လေးတစ်ထုပ်နဲ့တို့ပြီးရိုက်ပြီးတော့ဆူတော့ပါဗျာတတိယတိုင်းရိုက်ပြင်တိုင်းရိုက်ရအားလည်းရိုက်နေပြီတော့နော်ဟောဒီလာတာအတွင်းဒီဒလာတာအတွင်းမှာတောက်ကြသားသမီးများတွေကကန်ကောင်းလိုက်ရွှင်ခြင်းနဲ့နံပါတ်ဒီကနေ့လေးဆိုရပါဆိုအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်ကယ်နံပါတ်တွေရွေးမယ်အယောင်းဝယ်ဈေးစကားတတ်မှတ်မယ် အဘမ်းနဲ့မိတ်ဆွေတွေလောက်ပေါ်ကမ်းမက်တွေဖောက်တဲ့နေအချိန်ချက်လို့ဖို့ဘယ်နှစ်ဘယ်ချိန်ဘယ်နာရီဆိုရင်ရှစ်ကနန်းကိုးကနန်းနေရာကိုအတွက်ကံကောင်းလက်ရွှေတွေပဲနံပါတ်၄ဖြစ်ပါလေကဲဒီလိုကိမျိုးမှာတောက်ကြတာသမီးတွေကံကောင်းစရာရှိတာပို့ကောင်းညခန့်ကြီးကြောပါပြပါဆိုရင်အရေးကြီးတဲ့လုပ်ငန်းကိစ္စရှိတဲ့နေမျိုးကြရင်လေဆန်လေးနှုတ်စီတက်ဘူးလားတော့မလို့လည်းဆိုတော့ဘူးကကိုတိုင်းတာလည်းကိုအဲ့ဒါကိုငါးပုံအပုံကြီးတွေငါးပုံဖြစ်ရမယ်ငါးကနန်း ညည်ကြီးပေါ်ကြမ်းပေါ်စသဖြင့်အစီအပြုလို့ပုံပြီးကျင်းကတိုက်ဆံလေးကိုဌာနပြုပါဗျဆံလေး၅ပုံပုံပြီးနှစ်လေးကိုဌာနပြုဖို့ဖြစ်ပါတယ်အဲ့ဒီကုသိုလ်လေးပြုပြီးတော့ကဲကနေပြုလုပ်မယ်ပဲကိစ္စပဲလုပ်မှာဘယ်လိုအောင်မြင်ပါသစ္စာတည်းနဲ့စတာဖို့ဖြစ်ပါတယ်ကဲအဲ့တော့အဲ့ဒါလေးနဲ့ကံရဲ့အပမိုးရရှိပါစေမိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကျပါတော်မူလိုက်ကြပါသည်ခင်ဗျာ2025ခုဧပြီလတလတာစနေသားသမီးများအတွက်ရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာ စနေသားကြီးတွေကဒီလိုကာလမျိုးမှာနိုင်ငံသားကြီးရနဲ့ပတ်သက်သမျှကိစ္စအဝဝတွေပညာရေးဆိုင်ရာကိစ္စအဝဝတွေအဓိကအားပြီးပြီးစူးစမ်းတင်ပါတယ်ကို့အတွက်ပဲဖြစ်ဖြစ်ကို့မိသားစုအတွက်ပဲဖြစ်ဖြစ်ပေါ့နိုင်ငံသားနဲ့ပတ်သက်သမျှအစီအစဉ်အဝဝကောင်းတယ်ယူလာတဲ့နဲ့ပညာရေးဆိုင်ရာကိစ္စဘယ်တန်းတက်မယ်ဘယ်စာမွက်ဖြစ်မယ်ဘာစုဘာဘွဲ့ယူမယ်အဲ့စုတူးဘွဲ့တူးယာတူးဂုံတူးကိစ္စတွေအဲ့ဒါတွေကိုအဓိကထားပြီးတော့စူးစမ်းတင်ပါတယ်ဂျာနာတွေကတော့အချိန်နေပြီးရင်ပြီးတယ်လို့မပြီးတဲ့ဥစ္စာဆိုမလို့ပါလေ ဒီချိန်လေးကနည်းနည်းလေးမတိမချမရေမရလေးတွေအနောက်ချက်လေးတွေများလို့ဒုက္ခကြီးကြီးမားမားအန္တရာယ်ကြီးကြီးမားမားလည်းမဟုတ်ဘူးဒါပေမဲ့စိတ်အနောက်ချက်တွေဖြစ်ပြီးအိမ်ကထွက်သွားခြင်းတို့အလုကထွက်သွားခြင်းတို့လို့ကိုယ်ကလည်းသူများတွေကိုအမြင်မကြည့်သူများတွေလည်းကိုယ်မကောင်းမြင်ထင်လွဲအဲ့ဒါစိတ်တွေရှုပ်ပြီးစပယ်လေးနဲ့ချောင်းသုံးချောင်းတော့ဖြူရတဲ့ဂိတ်စိတ်နဲ့ကိုယ်နဲ့မကတိဖြစ်ပြီးငွေမပစ္စည်းမအဝယ်မအရောက်မလေးတွေတရီပြူနောက်တစ်ခုကအဲမကုန်နေမဲ့ကိုယ်မထွက်တဲ့မထွက်လေးတွေညားနေတတ်တယ်နော် အဲ့တော့အဓိကကတော့နိုင်ငံခြားကိစ္စနဲ့ပြည်ညာရေးဆိုင်ရာကိစ္စတွေအားပြုပါပြည်တွင်းခရီးလိုကိစ္စမျိုးတွေနည်းနည်းကယူဆသွားကျင်တဲ့ခရီးကမသွားပြမသွားကျင်တဲ့ခရီးကဘောလာလမ်းမှာငွေပြောက်ပစ္စည်းမိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအကောင်းအောင်ကျပါတော့ဘူးလည်းကြပါသေးခင်ဗျာ